ဒီနေ့မနက်ပိုင်းအထိယူကရိန်းကို cruise ဒုံးကြီးတွေဂျာပေါင်းများစွာ drone ဆင်းရဲရာနဲ့ချီတုံးပြီးရုရှားကအပြင်းထန်တိုက်ခိုက်နေပြီဖြစ်ပါတယ်။ယူကရိန်းဘက်ကထိခိုက်ဒဏ်ရာမှုတွေများပြားလုံးနေလို့သိရပါတယ်။ယူကရိန်းသမ္မတဇီလန်စကီကတော့နောက်ဆုံးချိန်ထိခုခံကြဖို့အမိန့်ထုတ်ထားပါတယ်။ရုရှား leader scan တွေကိုယူကရိန်းကအာအသင်ပွဲတိုက်ခိုက်မှုပြီးတဲ့နောက်ရပိုင်းကြာမှာပဲရုရှားဟာယူကရိန်းမှာတော့ keep နဲ့တခြားအရေးပါတဲ့နေရာတွေကိုဒုံးကြီးတွေ drone တွေနဲ့ကြီးကြဲတိုက်ခိုက်နေတာဖြစ်ပါတယ်။ ရုရှားခရုစတုံးကြီးဒရုန်းရပေါင်းများစွာနဲ့ပစ်ခတ်တဲ့အတွက်ကြောင့်လူဆယ်ဦးထက်မနည်းသေပြီးတော့လူ80ဝန်းကျင်လောက်တရားရထားတဲ့လူယူကရိန်းတာဝန်ရှိသူတွေကပြောပါရတယ်။တိုက်ခိုက်မှုတွေဟာမြို့တော်ကီမြောက်ပိုင်းမှာရှိတဲ့ချာနေဟင်းမြို့ပြင်အနောက်မြောက်ဘက်ရှိလေတန်တိုပယ်မြို့တို့ကိုအဓိကထားပစ်မှတ်ထားတိုက်ခိုက်နေပါတယ်။ရုရှားအနေနဲ့သွေးမရှိကြအောင်ယူကရိန်းတိုက်တာဟာရုရှားရဲ့လေရင်ကွင်းနေတဲ့လေရင်တွေဖြစ်ပြီးအရက်ဘက်ပြတ်မှတ်တွေလုံးဝမဟုတ်ကြအောင်အခုရုရှားတိုက်နေတာကတော့ယူကရိန်းရဲ့အရက်ဘက်ပြတ်မှတ်တွေကိုဖြစ်ပြီး ဒါတွေကလုံးဝမလုပ်တဲ့အလုပ်ဖြစ်ကြောင်းဂျနီဗာကွန်ဗင်းရှင်းကိုလည်းချိုးဖောက်ရရောက်တယ်လို့ကီမျိုးတော်ဝင်ဗရာလီကလစ်ကစ်ကိုကပြောပါတယ်ဒီတိုက်ခိုက်မှုတွေဟာယူကရိန်းစိုးရရဲ့လုံခြုံကိုတုံ့ပြန်တဲ့အနေနဲ့ပြစ်မှတ်ထားတိုက်တာလို့ရုရှားဘက်ကပြောပါတယ်ရုရှားဘက်ကတော့မိမိတို့တိုက်ခိုက်တာဟာအရက်သားနေရာတွေလုံးဝမဟုတ်ပဲယူကရိန်းစိုးရရဲ့စစ်ပဆိုင်ရာနေရာတွေဘာလို့ပြန်ဖြည့်ချရှင်းနေပါတယ်ဒါအပြင်ယူကရိန်းဒရုန်း184စက်ကိုဖြည့်ချခဲ့တယ်လို့လည်းဆိုပါတယ် ရုရှားဒေသများပြောင်းအောင်ကြောက်သေးမိကယူကရိန်းရဲ့တိုက်ခိုက်မှုတွေပူတင်ကလက်တော့ပြန်ဖို့လုပ်တယ်လို့အမေရိကန်သမ္မတခန့်ကသတိပေးပြီးနောက်မှာတရက်နေ့အကြာမှာပဲအဲ့ဒီတိုက်ခိုက်မှုထွက်ပေါ်လာခဲ့တာဖြစ်ပါလေ။အဲ့ဒီတော့ရုရှားသမ္မတယူကရိန်းသမ္မတဇလန်စကီကရုရှားရဲ့တိုက်ခိုက်မှုတွေကိုတုံ့ပြန်မှုမိမိတို့အသိဖြစ်နေပြီဖြစ်ကြောင်းတကောင်တဲ့ညင်းမနဲ့တော့ဘူးလို့ပြောခဲ့တာဖြစ်ပါလေ။ဒါကြောင့်အခုခါငြိမ်းချမ်းရေးအတွက်ဆွေးနွေးမဲ့အချိန်ဟာပိုပြီးဆိုးဝါးတာပဲရှိနေပါလေ။ ဒီလိုစမတော့ငြိမ်းချမ်းရေးအတွက်ဆွေးနွေးမှုနေတာတိုက်ပွဲတွေကပုံမှန်ပြင်းထန်လာတာပဲဖြစ်ပါလိမ့်။ရုရှားနောက်ပိုင်း Brush ဒေသနဲ့ Cast ဒေသရှိရထားတဲ့နယ်မြေပေါ်မှာလည်းဘုံပေါက်ကွဲမှုတွေအတွက်ယူကရိန်းကိုရုရှားကဆွဆွဲထားပြီးလူခဏဦးသေဆုံးကလူတရာကျော်ထဏ်ရထားပါလိမ့်။ယူကရိန်းကတော့ဒီတက်ခတ်မှုနဲ့ပတ်သက်ပြီးမီးတို့မလုပ်ဘူးလို့ပြောပါတယ်။ယူကရိန်းကပြီးခဲ့တဲ့တနင်္ဂနွေနေ့ကရုရှားလီဒါစကန်လေးကိုဒရုန်းနဲ့အာအသစ်ဝတ်တက်ခတ်ခဲ့ပြီး ရုရှားရဲ့မဟာဗျူဟာမြောက်ဘုံကျဲလင်ရဲ့စီး40ဝန်းကျင်လောက်ပျက်စီးခဲ့ပါတယ်ဒေါ်လာဘီလီယံနဲ့ချီပျက်စီးခဲ့တာဖြစ်ပါတယ်ဒါအပြင်ခရိုင်းမီးယားနဲ့ရုရှားကိုဆက်သွယ်ထားတဲ့တရားကြီးကိုလည်းယူကရိန်းဘက်ကဖောက်ခွဲဖျက်ဆီးပါတယ်လက်ရှိဒီအခြေအနေနဲ့ပတ်သက်ပြီးတော့အမေရိကန်သမ္မတထံကတော့ပြည်တွင်းငွေကြေးကျုပ်တင်တဲ့တွေ့ဆုံဆွေးနွေးရမှာရလောစဲအခြေအနေကတော့ခလာချောင်းကြည့်ဖို့ကကောင်းတယ်လို့ပြောပါတယ် ဘာဖြစ်လို့လဲဆိုတော့တစ်ခါလုံးစစ်ပန်းမသားရင်းချင်းရေးဆွေးနွေးပွဲစကားကိုပြောတဲ့နယ်ဆိုပြီးတော့တမထရန့်ကမှတ်ချက်ပေးပါလိမ့်။နောက်ထပ်သင်ပုတ်ပြောချင်ပါလိမ့်။ဂါဇာမှာဟာမတ်စ်ရဲ့ပြိုင်ဘက်အဖွဲ့တွေကိုအစ္စရေးကလက်နက်ထောက်ပံ့ပေးလိုက်ပြီးစစ်မီးအသစ်ထပ်မွေးလိုက်ပြီးဖြစ်ပါလိမ့်။အစ္စရေးဝန်ကြီးဗီဂျမီနီတာညာဟုဟာအဲ့ဒီကိစ္စကိုဇွန်လရဲ့နေ့မှာကိုယ်တိုင်တီးပြခဲ့ပါလိမ့်။အစ္စရေးမီဒီယာချုပ်ကနေတန်ညာဟုနဲ့အစ္စရေးဆိုရဟာဂါဇာတောင်ပိုင်းမှာလှုပ်ရှားနေတဲ့လက်နက်ကိုင်အဖွဲ့တခုအတွက် လက်နက်တွေထောက်ပံ့ပေးနေကြောင်းဖော်ပြခဲ့တဲ့နောက်ဝန်ကြီးချုပ်ကအဲ့ဒီသတင်းမှန်ကန်တယ်လို့ဆိုပါတယ်လူမှုကွန်ရက်မီဒီယာမှာတင်လာတဲ့ဗီဒီယိုဖြစ်ပိုင်းတစ်ခုမှာတော့နေတာညာဟုကအဲ့ဒီလောက်ရဟာဘာပွားလို့လဲလို့မေးခွန်းထုတ်ထားပါတယ်။ဟာမတ်စ်ကိုတိုက်မဲ့ဘယ်သူ့ကိုမဆိုကျွန်တော်တို့ကတော့လက်နက်ထုတ်လို့အသင်ပါလို့နေတာညာဟုကပြောပါတယ်။ဟာမတ်စ်ပြန်မဲ့တကူလက်နက်ထောက်ပံ့ပေးတာဟာအစ္စရေးစစ်သားတွေရဲ့အသက်ကိုကယ်တင်စေဖို့ပဲလို့ဆိုပါတယ်။ဒီကိစ္စကိုဆောက်ဖို့လူသိရှင်ကြားထုတ်ပြောနေဟာမတ်စ်တော့ပဲအကျိုးရှိသွားစီမှာလို့ဆိုပါတယ်။ လေလာသူဝေဖန်သူတွေကတော့ဒါဆိုရင်ဂါဇာကမြောက်မှာဟာမတ်တို့မရှိတော့ရင်တော့မှအစ္စရေးကအများပြထောက်ပံ့ပေးတဲ့လက်နက်တွေနဲ့တခြားအဖွဲ့တွေများစွာပေါ်လာပြီးဂါဇာကမြောက်မှာဘယ်တော့မှညှင်းချက်မှာမဟုတ်ဘူးလို့ဆိုပါတယ်။အစ္စရေးစစ်ဘက်ရရှိချိုးကတော့နေတညာဟုအစိုးရဟာရာဆာအဘူရှာဘတ်ဆိုတဲ့မျိုးသားဥဆောင်တဲ့ဂါဇာခြေဆိုင်လက်နက်ကိုင်အဖွဲ့တစ်ခုကိုလက်နက်တွေထောက်ပံ့နေတယ်ဆိုပါတယ်။ ဂါဇာမှာတော့ပြည်သူစစ်တပ်မဟုတ်လက်နက်ကိုင်လူစစ်ဂိုင်းလိုရှုမြင်ခံရတာတွေရှိနေတဲ့အဲ့ဒီဖွဲ့ဟာဟာမတ်စ်ကိုစက်ကြီးရက်တည်တယ်လို့ကြွေးကြော်ထားပါတယ်။အဘူရှာဘတ်ဖွဲ့ကဂါဇာကိုဝင်ရောက်လာတဲ့ထောက်ပံ့ရေးတန်းတွေကိုကောက်ကွယ်ပေးဖို့ရည်ရွယ်ပြီးလက်နက်ကိုင်သားလို့ပြောပေမဲ့လေးလာသူတွေကတော့လက်တွေမှာပြောင်းပြန်ဖြစ်ပြီးရင်းတန်းတွေကိုချားဖြတ်လို့ရနေတာစက်ကြီးကောက်ခံတာအဲ့ဒီဖွဲ့တွေပဲလို့ဆွဆွဲထားပါတယ်။နေလာညာဟုတ်ကဒီကိစ္စကိုအတီလေးဝန်ခံပေမဲ့နိုင်ငံရေးကတော့ရှက်စရာအခြေအနေကြုံနေရပါတယ်။ အစောပိုင်းမှာတိုက်ခိုက်အောင်စုတွေကဝန်ကြီးချုပ်အနေနဲ့အစ်စိုးရဲ့လက်နက်တွေကိုဒုစရိုက်သမားလူရန်ကားတွေကိုသူ့သဘောနဲ့သူလွှဲပြောင်းပေးနေတယ်လို့ဆွဆွဲခဲ့ပြီးအစ်စိုးစစ်တပ်ကလည်းအဲ့ဒီကိစ္စမှန်ကန်ကြောင်းဝန်ခံထားပါတယ်။နေတညာဦးကဟာမက်စ်ပြန်ပြောင်းဖွဲ့စည်းတစ်ခုကိုလက်နက်ထောက်ပံ့ပါတယ်လို့တည်ပြုထားပေမဲ့အဘူရှာဘက်ကတော့သူဟာအစ်စိုးစီကလက်နက်တွေရနေတာလုံးဝမဟုတ်ကြောင်းပြန်ရှင်းပါတယ်။သူ့ဖွဲ့လက်နက်တွေဟာခင်းနောက်ကျဟောင်းနဲ့နေပြီးဒေသခံလူတွေကထောက်ပံ့ပေးထားတာဖြစ်တယ်လို့အဘူရှာဘက်ဖွဲ့ကပြန်ပြောပါတယ်။နောက်ထပ်တင်ပေါ်ပြောချင်ပါတယ်။ ်အမေရိကန်သမ္မတထရန့်ကတော့တရုတ်နဲ့ပြန်လည်အဆင်ပြေနေပြီလို့ဆိုပါတယ်။သူကတရုတ်သမ္မတရှီကျင်းဖင်နဲ့တယ်လီဖုန်းကစကားပြောခဲ့ပြီးတရုတ်သမ္မတရှီကျင်းဖင်ရဲ့ဖိတ်ကြားမှုကိုလက်ခံခဲ့ကြောင်းဆိုပါတယ်။ဒါပြင်အမေရိကန်နဲ့တရုတ်ကွန်ဖရင်းစနေဝီအဖွဲ့တွေဟာမကြသေးမီတွေ့ဆုံကြမယ်လို့ထရန့်ကဆိုပါတယ်။သမားနိုကောင်းမှုသောစကားပြောဆိုနိုင်ခဲ့တယ်လို့ပြောပြီးကျွန်တော်တို့မကြခင်ပြုလုပ်ခဲ့ပြီးတော့သဘောတူခဲ့တဲ့ကုံတွေသဘောတူချက်တွေက ရှုပ်ထွေးနေတဲ့အချက်တချို့ကိုဆွေးနွေးနိုင်ခဲ့ပါတယ်လို့ဆိုပါတယ်ဖုန်းပြောဆိုမှုဟာတနားခွဲလောက်ကြာပြီးနှစ်နိုင်ငံလုံးအတွက်ကျိုးရှိရဲဆိုပါတယ်သမရနိုးကြားပြန်လည်ဖိတ်ကြားမှုတွေလည်းရှိပါတယ်ကြီးကျယ်တဲ့နှစ်နိုင်ငံရဲ့သမရအနေနဲ့ဒါဟာကျွန်တော်တို့နိုးလို့လုပ်ဖို့မျှော်လင့်နေတဲ့အရာပါလို့ထွန်းကဆိုပါတယ်ဂျာမန်ဂျိုဖက်ရစ်မာနဲ့အပူရောမာတွေ့ဆုံစဉ်ကလည်းတရုတ်သမ္မတနဲ့ဖုန်းခေါ်ဆိုခဲ့ကြတဲ့တရုတ်နိုင်ငံကိုသွားလည်မယ်လို့ထရန့်ကပြောပါတယ် မရိကန်ရဲ့ကိုယ်စားလှယ်တွေမှာမှတွေ့ဆုံမှာဖြစ်ပြီးနေရာအတိအကျကိုတော့မဆုံးဖြတ်ရသေးပါဘူး။စွန်းနေမှုတွေမှာဗန်နိုင်းဝင်းကြီးစကော့ဘတ်ဆန်ကုသရေးဝန်ကြီးဟောဝဲလန်နဲ့မရိကန်ကိုယ်စားလှယ်ကုမ္ပဏီတန်မကြီးဂျေမစ်ဆန်ကိုရီးယားတို့ပါမှာပဲ။ထရန့်ဟာရုရှားယူကရိန်းနောက်မဟုတ်အီရန်နဲ့ပတ်သက်တဲ့ဆွေးနွေးပွဲတွေလုံးဝမပါပဲ။ကုန်သွယ်ရေးပေါ်မှာသာဒီကထားဆွေးနွေးမယ်ဆိုပါလိမ့်။ကွန်ဒိုင်းစနေမှုတွေလုံနိုင်ဖို့တရုတ်ကောင်စီတွေပေါ်ချမှတ်ထားတဲ့အခွန်145ရာခိုင်နှုန်းကိုရက်60အတွင်း30ရာခိုင်နှုန်းကိုထပ်ကအလျှော့ချပေးခဲ့ပါလေ တယောက်ကလည်းအမေရိကန်ကုန်စည်ပေါ်ချမှတ်ထားတဲ့အခုံကို125ခန်းလုံးမှာ100ခန်းလုံးကိုရှော့ချပေးခဲ့တယ်လို့သိရပါတယ်။နောက်ထပ်သတင်းပေါ်ပြောချင်ပါတယ်။မိမိအနေနဲ့ရုရှားကိုထွန်းချင်ရှိထောက်ခံကြောင်းရုရှားလိုအပ်တာမှသမျှဖြည့်ဆည်းပေးဖို့အသင့်ရှိကြောင်းမြောက်ကိုရီးယားကောင်လုံးကင်ဂျောင်းဟာရုရှားနိုင်ငံလိုကျောက်ောက်စီပီအမ်ယူစာဂေးရှိုင်းကိုလည်းပြုံရမတွေ့ဆုံစေပြောခဲ့ပါတယ်။ကိုရီးယားလူ့သမားပါတီ WPK ဘုတ်ကော်မတီရုပ်ချုပ်မှကျင်းပတဲ့စီးပွားမှာကင်ဂျောဟန်ကယူကရိန်းနဲ့တခြားနိုင်ငံတကာကိစ္စရပ်တွေမှာ ရုရှားရဲ့ယက်တီမူလချွန်ချက်မရှိထောက်ခံကြောင်းကတိပြုတယ်လို့နိုင်ငံပိုင်မီဒီယာကပြောပါလေ။စာကိန်းချွန်ကူကလည်းမြောက်ကိုရီးယားကိုလိုအပ်တဲ့စောင့်နေရိခာလန်ဒန်နဲ့နျူကလ িয়ার ဆိုင်ရာနည်းပညာတွေကိုဆက်လက်ထောက်ပံ့ပေးသွားမယ်လို့ဝန်ခံကတိပြုပါလေ။သူတို့ကတော့နိုင်ငံရဲ့ပတ်စုံမအပြောင်းအလဲမိဘဆက်ဆံရေးကိုခိုင်မာအောက်ကောင်းစေမှုနဲ့နယ်ပယ်သီးသီးမှာပြန်လည်ပူးပေါင်းဆွေးနွေးမှုကိုဆွေးနွေးခဲ့တာဖြစ်ပါတယ်။ဒလောစင်မှာတော့မြောက်ကိုရီးယားကရုရှားကိုဒုတိယသုတ်စစ်သားတွေဆေးလွတ်ပြီးနောက်နောက်ထပ်ဆေးလွတ်တာတော့မရှိသေးဘူးလို့ဆိုပါတယ် ရုရှားသမ္မတပူတင်အမနစ်ကပြုံရန်ကိုသွားလိုက်ခဲ့ပြီးမြောက်ကိုရီးယားကောင်းသောကင်ချွန်ဟန်နဲ့ထိပ်သီးညီလာခံမှာသဘောတူစာချုပ်လက်မှတ်ထိုးပါတယ်။စာချုပ်ထဲမှာလက်လက်ကညှဆောင်းမှုတွေနဲ့ရေဆိုင်နေရခြင်းစီရေးရအပြန်လန်ကာကွယ်ရေးအကူအညီပေးဖို့ချက်လက်ပါပါတယ်။ဒါကြောင့်လောလောဆယ်မှာမြောက်ကိုရီးယားလိုအပ်တဲ့လက်နက်စနစ်ကိုရုရှားကထောက်ပံ့ပေးသလိုရုရှားလိုအပ်တဲ့စစ်အင်အားကိုလည်းမြောက်ကိုရီးယားကထောက်ပံ့ပေးနေတာဖြစ်ပါတယ်။နောက်ထပ်သတင်းပို့ပြောကြည့်ပါမယ်။ တိုင်းတောင်ကလင်းဦးသာယူရမယ်ဆိုတဲ့ကန့်သက်ချက်ကိုဗီယက်နမ်ကပြန်ပယ်ဖျက်လိုက်ပြီဖြစ်ပါတယ်ကွန်မြူနစ်ဆိုရအုပ်ချုပ်နေတဲ့ဗီယက်နမ်နိုင်ငံဟာမွေးဖွားနှုန်းသီးသာကျဆင်းရတဲ့ပြဿနာနဲ့ရုန်းကန်နေရတဲ့နောက်ခုလိုမူဝါဒပြောင်းလဲဖြစ်လာခဲ့တာပါစောလာလျန်နီမှာတော့ဆွေရပါမီဒီယာကဇနီးမောင်နဲ့နေနေနဲ့ခလေးမနှစ်ယောက်ယူမလဲခလေးဘူအချိန်ဘလောက်ချပြီးတတ်မှတ်မလဲဆိုတာကိုယ်တိုင်ဆုံးဖြတ်ခွင့်ရှိလာမှာဖြစ်တယ်လို့ကြေညာသွားပါတယ် ဒါဟာစေစနစ်ရှိကြာမြင့်တဲ့ဘူဝါဒကနေနောက်ကျောင်းပြန်လှည့်သွားတာဖြစ်ပါလေတင်းအောင်ကလင်းဦးထပ်ပုံမူရဆိုတဲ့ဘူဝါဒကို1960ပြည်နှစ်ကကွန်မြူနစ်မြောက်ပြည်နယ်မှာစတင်ကျင်းသုံးခဲ့ပါတယ်နောက်တော့ဘီယန်နဲ့တနင်္ဂနွေနေ့ဖြစ်ပေါင်းစည်းသွားချိန်1980နဲ့90ပြည်လုံးနေတဲ့မှာတောင်ပိုင်းမှာပါကောင်းထည်ဖော်လာတာပါနောက်ပိုင်းမှာတင်းအောင်ကလင်းဦးမူဝါဒဟာမလိုက်နိုင်ရင်တင်းကျပ်အေးအေးယူတဲ့အခြေအနေမဟုတ်တော့ပဲဖြေရှင်းမှုတွေရှိလာပေမဲ့အာနာယကွန်မြူနစ်ပါတီဝင်တွေကဖောက်ပြတာဆိုရင်တော့အေးအေးယူမှုကြုံရနိုင်ပါတယ် ဗီယက်နမ်2000ကုကွနီမှာအဒီမူဝါဒကိုပယ်ဖျက်မလို့သဘောထားမျိုးပြသခဲ့ရကနေ2008မှာပြန်လည်ကျင်းလုံးခဲ့ပါတယ်။ခုတော့ဗီယက်နမ်မှာမွေးဖွားနှုန်းကျဆင်းလာတဲ့ကြောင့်အာရာပိုင်းတွေဟာမိသားစုဝင်အရေးအတွက်ပြင်းထန်နိုင်မယ်ဒီလက်ရှာဖွေနေပါတယ်။2024ကဗီယက်နမ်မှာမျိုးသမီးတို့စီရဲ့ဗျမ်းမြခလေးမျိုးလို့ဟာတက်တသမ6တယောက်သာရှိပြီးတော့နိုင်ငံရဲ့ဆုံးရှုံးနေတဲ့လူမျိုးတွေကိုအနှဲ့မီအောင်ဖြည့်သွင်းဖို့ရုံးကန်ရတဲ့ခြေအနေဖြစ်လာပါတယ်။မိသားစုစီမံကိန်းဆိုင်ရာကြောင့်ညှင့်သူတွေကလက်ရှိခြေအနေတိုင်းဆက်သွားရင် နိုင်ငံမှာအသက်ကြီးပြည့်ဦးတွေရမ်းများလာတာဝန်ထမ်းအားဖြစ်လက်တာလူမှုဖွံ့ဖြိုးလုပ်ငန်းတွေအတွက်ဖိအားတွေတိုးလာတာကြုံနိုင်ပြီးရေရှင်မှာနိုင်ငံစီးပွားရေးတိုးတက်မှုကိုထိခိုက်နိုင်တယ်လို့ထောက်ပြပါတယ်။ဗီယက်နမ်မှာတော့မြို့ပြအေရိယာတွေမှာမွေးဖွားနှုန်းကသတိသက်သာပုံမကျဆင်းနေပြီးနေထိုင်မှုစရိတ်အရန်ကြီးတဲ့ဟိုချီမင်းလိုမြို့မှာဆိုရင်ငယ်ရွယ်တဲ့ဇုံတွေဟာခလေးမယူချင်တော့ပါဘူး။2023မှာမြို့ရဲ့မွေးဖွားနှုန်းကတော်တော်လေးကိုခလေးမွေးဖွားရောက်ကြတော့ပါတယ်။ ဗီယက်နမ်လိုပဲအာရှနိုင်ငံချို့ရတဲ့မိသားစုမှာကလေးမျိုးဖောင်းတော့ရောင်းနေတဲ့ပြဿနာတွေရုံးကန်နေရပါတယ်။အရှိတော်အာရှမှာဆိုရင်ထိုင်းစီမူမလေးရှားတို့ကလည်းအဲ့ဒီပြက်လက်မှုနဲ့ကြုံနေရပါတယ်။အလေးကအားဖြင့်ပြောရမယ်ဆိုရင်တော့စီးပွားရေးမတည်ငြိမ်မှုကလည်းလူတွေဟာစီးပွားရေးအဆင်ပြေဖြစ်လာကြတဲ့နောက်ကလေးမျိုးဘုတ်တွေလက်တော့လာတာလို့ဆိုပါတယ်။ဂျပန်မှာဆိုရင်2024မှာပထမဆုံးအကြိမ်တနစ်တာကလေးမျိုးဖောင်းတော့ဟာ9သိန်းအောက်ကိုကျဆင်းသွားပါတယ်။ တရုတ်ဟာတင်းတောင်းကလေးတယောက်ဥဝါဒကို2016မှာစုံးသက်ခဲ့ပြီး2021မှာတော့မိသားစုတစုကိုကလေးသုံးဦးထိရုပ်ကွင်းပြုပေမဲ့နောက်ဆုံးသုံးနှစ်ဆက်တိုင်းနိုင်ငံလူကြီးဟာရောရောကြောက်စင်းမှုနဲ့ရင်ဆိုင်ခဲ့ရပါတယ်ယူကရိန်းရဲ့နာမည်ကြီး Spider War စစ်စင်ရေးပြီးမှာပဲရုရှားကပြင်းထန်ပြန်လည်တိုက်ခိုက်နေတယ်လို့သိရပါတယ်။ယူကရိန်းနိုင်ငံကီးမြို့လည်းကိုရုရှားဘက်ကပုံမှုရောင်းတယ်လို့သိရပါတယ်။ ကိပဝင်ဒီကမျိုးဒီနေနိုင်ငံအနောက်ဘက်စွန်းဒေသတွေကိုစွန်း6ရက်နေ့ညပိုင်းကရုရှားကဒုံးကျည်ဒရုန်းတွေနဲ့အပြင်းထန်တိုက်ခိုက်ခဲ့တယ်လို့ဒီကိပအင်ဒီပန်ဒန့်ဒရင်ကဖော်ပြထားပါတယ်။ရုရှားသမ္မတပူတင်ကအမေရိကန်သမ္မတထရန့်နဲ့ဖုန်းခေါ်ဆိုစဉ်က၎င်းရဲ့ leaders ခံတဲ့ဒရုန်းတွေတိုက်ခိုက်ခံရမှုတွေယူကရိန်းကိုပြန်လက်တုံ့ပြန်မယ်လို့ပြောခဲ့ပြီးနောက်တစ်ရက်မှာတိုက်ခိုက်လိုက်တာဖြစ်ပါတယ်။ ယူကရိန်းလေတပ်ကရုရှားရဲ့ Tu-95 MS မဟာဗျူဟာမြောက်ပုံကျဲလေယာဉ်အများအပြားပြန်တက်သွားတဲ့အတွက်ကြောင့်ဒုံးကျည်တွေနဲ့ပြစ်လွတ်ဖွယ်ရှိကြောင်းသတိပေးထားပါလေယူကရိန်းမျိုးကြီးတွေဖြစ်တဲ့ Kiev, Ternopil, Darbin, Nizhny Oblast, Lviv နဲ့ Luzhny မျိုးကြီးတို့မှာပေါက်ကွဲမှုများစွာဖြစ်ပွားခဲ့တယ်လို့ဒီ Kiev Independent ကဖော်ပြပါလေ drone နဲ့လူနေအဆောင်တွေတခြားရပ်ဘက်အခြေခံအဆောင်တွေကိုတိုက်ခိုက်ခဲ့တဲ့အတွက် ယူကရိန်းမျိုးတော်ကြီးတဝမ်းမှာမိတောက်ကြီးတွေဖြစ်နေပါတယ်။ဒါအပြင်ယူကရိန်းရဲ့ချားခဲအချို့မှာလည်းပေါက်ကွဲမှုတွေနဲ့အဆောက်အုံတွေပြိုကျပျက်စီးခဲ့ပါတယ်။ကီမျိုးတော်ပီဒါလီကလစ်ကိုကတိုက်ခတ်မှုကြောင့်လူ၄ဦးထပ်မံနဲ့သေဆုံးပြီးနောက်ထပ်လူ၂၀ထန်ရရတယ်ဆိုပါတယ်။ဒါအပြင်ကီဆိုလိုမန်ဆိုလိုမီယက်စကီခဲမှာရှိတဲ့၁၆ထပ်တိုက်ခတ်မှုတွေပြိုကျခဲ့တယ်လို့သိရပါတယ်။ ချင်းတွေကတော့ရှုပ်ထွေးနေတဲ့ချင်းတွေမှာရှိတယ်လို့ဆိုပါတယ်။ညာလုံးပေါက်ဒုံးတွေနဲ့ပြင်းထန်တိုက်တဲ့အတွက်ကြောင့်လူ၄ဦးထက်မနည်းသေဆုံးပြီးလူ၂၀ဝန်းကျင်တော့ဒဏ်ရာနေပြီလို့သိရပါတယ်။ရှောက်ပွေနဲ့ကယ်ဆယ်ရေးလုပ်ငန်းအများအပြားကိုစိတ်ဆက်လက်ဆောင်ရွက်နေပါတယ်။ဒဏ်ရာသူ၁၆ဦးကိုဆေးရုံတင်ထားပါတယ်။ရရှာဘက်ကခရုစ်နဲ့ပေရှင်လူကြီးတွေပေါင်းဒုံးစင်းပေါင်း450နဲ့ဒုံးကြီး45စင်းနဲ့ပြစ်ခတ်တက်ခဲ့တယ်ပြောပါလေ အဲ့ဒီအေအတွက်ထဲမှာ drone စင်း200နဲ့ဒုံးကျည်အစင်း300ကိုပြန်ပစ်ချနိုင်တယ်လို့ Ukraine အနာပိုင်းကအတည်ပြုပါတယ်။တဝက်လောက်တော့ Ukraine ကိုအနေနဲ့ကာဘာလုံးကြီးပစ်ချနိုင်ခဲ့တယ်ဆိုပါတယ်။အင်မတန်ကြောက်စရာကောင်းတဲ့ညပါ။ Kiev လေပိုင်းမှာ drone တချို့ဖြတ်ကျော်သွားပါတယ်။မျိုးနဲ့ပောက်ကွဲတန်ကြီးတွေကျဲလောင်နေပါတယ်။တချို့ပောက်ကွဲမှုတွေဖြစ်တော့ဟိုတယ်ရဲ့မှတ်ချက်တွေကွဲကြကုန်ပါတယ်။မြောက်ကာဘာကိရင်နဲ့ရထားဘူးတိုင်းကခလုံးနေသူတွေကိုလည်း ကျွန်တော်တို့တွေ့ရပါတယ်လို့ဆိုပါတယ်။ကီးမြမှာပျက်စီးတဲ့ပြက်နှက်နေပြီးဒုံခွင်းလုံးစစ်တွေကဝင်လာသမျှဒုံးကြီးတဲ့ဒရုန်းတွေကိုကြားဖြတ်ဟန်တာမျိုးစ조사တဲ့အတွက်မျိုးတော်ရဲ့ကောက်ကင်ရံမှာမီးရှို့မိမှန်းနေဖြစ်နေတဲ့လားတထိန်သားနေပါလေမျိုးတော်ရဲ့ခရိုင်များပြောင်းမှလည်းမီးလောင်မှုရှိခဲ့တယ်လို့မျိုးချုပ်ရေးဖွဲ့ကြီးတွေကပြောပါတယ်။ ယူကရိန်းသမ္မတဇီလန်စကီနဲ့ဆိုရဖွဲ့တွေကတော့အဲ့ဒီဖြစ်စဉ်တွေကိုနီးကပ်ဆောင်ကြည့်ပြီးရုရှားကိုလိုအပ်သလိုလက်တော့ပြန်သွားမယ်လို့ပြောပါတယ်။ယူကရိန်းသမ္မတဇီလန်စကီကပြေခတ်ရစေရေးဒါမှမဟုတ်ထိပ်သီးဆွေးနွေးပွဲတစ်ခုခုလုပ်ဖို့အဆိုပြုခဲ့ပါတယ်။ဒါကိုရုရှားသမ္မတပူတင်ကပယ်ချခဲ့ပြီးအကြံဖတ်သမောင်းနဲ့ဆွေးနွေးစရာအကြောင်းရှိဘူးဆိုပြီးသူကပြောပါလေယူကရိန်းတောင်ရှိသူနဲ့တိုင်ရဆွေးနွေးဖို့ဒီတိုးပဲဆော်ပိုင်းကအစ္စတန်ဘူမှာရုရှားကိုလည်းဖွဲ့ဥဆောင်ခဲ့တဲ့ဗလာဒီမာမင်းစကီဟာပူတင်ကိုအွန်လိုင်းကနေဆက်ရှင်းပြခဲ့ပါတယ် ပူတင်နဲ့ဇလန်စကီကထိပ်သီးဆွနေပွဲကျင်းပဖို့ဂျိုတင်ပြစင်ဖို့ရ30တမို့ရ60ချွင်းချမ်းမရှိပြည့်ခရဆဲဖို့ယူတွင်းကအဆုံပြုတ်ခဲ့တယ်လို့မီဒီစကီကပြောပါတယ်။အကြသည်မီရီရီရုရှားနိုင်ငံရဲ့ဘရိုင်းယန်စ်နဲ့ကော့စတီတမရှိတဲ့ဒဒန်နဆဲဘုံခွဲမှုကြောင့်လူခုနဦးသေဆုံးပြီးတခြားသူတွေထဏ်ရတာဟာကြမ်းဖက်တိုက်ခိုက်မှုလို့ပူတင်ကပြောပါတယ်။အပြည့်ခရဆဲဖို့ယူကရိန်းနိုင်ငံကနောက်နိုင်ငံထုတ်စစ်လက်နက်တွေနဲ့တခြားကြမ်းဖက်မှုတွေလှုပ်ဆောင်ရေး ြည်စက်ခွင့်ရပါမယ်လို့သူကဆက်ပြောပါတယ်ဂူဒဟာယေဂဇီလန်စကီကိုတက်တန်းကုန်ဆုံးသွားတဲ့တရားမဝင်တမ္ပရာဆိုကဇီလန်စကီရဲ့ဆွေးနွေးဖို့အကြောင်းမရှိဘူးဆိုပြီးပယ်ချထားပါတယ်ယူကရိန်းကထိုးစစ်ဆင်မှုရှင်းနေလာနေလေပူတင်ရဲ့သဘောထားကလည်းတင်းမာလေလေဖြစ်နေပါတယ်ပူတင်ဟာပိုဟမ်မင်းကြီးအစ်စ်လေးကို14နဲ့လေဖုန်းနဲ့စကားပြောဆိုပြီးဆွေးနွေးခဲ့တယ်လို့ဆိုပါတယ် နိုင်ငံရေးနဲ့တနမယင်းနီလန်ကဆယ်ယူကရိန်းမှာညချင်းရရှိဖို့ကြိုးရတယ်လို့ပိုဟမ်မီဒီနဲ့ပထမဆုံးကြိမ်ဖုန်းပြောစင်မှာပူတင်ကထပ်ဆောင်တည်ပြပါတယ်။တရားမျှတတဲ့ဗက်ဆုံပေါဝင်တဲ့အဖြစ်တစ်ခုရဖို့ပဋိပက္ခဖြစ်ရတဲ့အကြောင်းရင်းကိုဖြေရှင်းရမယ်ဆိုပါတယ်။မိမိနေနဲ့တော့ကိုမီဖို့အသင့်ပါပဲလို့ပိုဟမ်မီဒီကပြန်ပြောခဲ့ကြောင်းသိရပါတယ်။နောက်ထပ်သတင်းတော့ပြောချင်ပါတယ်။လူသည့်ထင်ရှားတကဘာလုံးအတိုင်းအတာနဲ့စကားများကြပြီးနောက်အီလိုမက်စ်ဘက်ကထွက်နဲ့ပြန်စင် ပြည်စေခြင်းကြောင့်သဘောထားရေးလက္ခဏာတွေပြလာပါလေ။ Elon Musk ဟာထန့်ကိုပြွေးထန်လန့်ဝေခံခဲ့ပြီးထန့်ဟာမိမိကြောင့်သမရဖြစ်လာတာလို့ပါတည်ရေးထားပါလေ။ထန့်ကလည်း Elon Musk ကမ္ဘာကြီးနဲ့အစိုးရအဖွဲ့ချုပ်ဆိုတဲ့စာချုပ်တွေဖျက်သိမ်းပြစ်မယ်လို့ပြန်လည်ချိန်ချောက်ပါလေ။ Elon Musk ကလည်းသူတို့ SpaceX ကလုပ်ပေးနေတဲ့ American စူရနဲ့ချုပ်ဆိုထားတဲ့ Dragon အကတားရင်သုံးမျိုးစာချုပ်ဖျက်သိမ်းတော့မယ်လို့ဆိုပါတယ်။ ဒါပေမဲ့နိုင်ပိုင်းကြောင့်မှပဲ Elon Musk ကမိမိအနေနဲ့အဲ့ဒီလိုမျိုးနှစ်ဖက်အကျိုးစီးပွားအတွက်ဒီစီးပွားရေးစာချုပ်တွေဖျက်သိမ်းတဲ့အစီအစဉ်ကိုနောက်ဆုတ်ခဲ့ပြီးထွက်နဲ့ကျေးလို့တင်ဆိုပြီးပြောလာပါလေ။အခုလိုပြန်လည်ပြောနေတာတွေကရှက်ဖို့ကောင်းပါလေ။အေးစေးခွတ်တ်ပို့ပြီးတော့ဆွေးနွေးသင့်တယ်လို့မှတ်ချက်ပေးပါလေ။ထရန်အီလိုမတ်စ်ရဲ့မဟာမိတ်ဖြစ်တဲ့ဘီလီယံနာဘီလ်အက်မန်ကလည်းထရန်အီလိုမတ်စ်ရဲ့အနေနဲ့ ကိုယ်နိုင်ငံအတွက်အကျိုးရှိစေဖို့တင်းတင်းမြတ်မြတ်နေသင့်တယ်လို့ပြောပါတယ်။ Elon Musk ကတော့ခမားပြောတာမမှားဘူးလို့ဆိုပါတယ်။အရင်ကဆိုရင်ညီကိုရင်းနှီးမြချစ်ခင်နေထိုင်ခဲ့တဲ့နိုင်ငံရေးလှုပ်ဖော်ကံပဲနှစ်ခုကခုတော့ လူမှုကွေမီဒီယာတွေပေါ်မှာစကားလုံးတွေနဲ့ပြင်းထန်ပေါက်ကွဲတဲ့ပုံစံရောက်သွားတာဟာအံ့ဩစရာကောင်းပါလေအမေရိကန်တနင်္ဂနွေလုံးကဒီဖြစ်ကိုစောင့်ကြည့်နေတာပဲဖြစ်ပါလေဤလူမဆာရွေးကောက်ပွဲချုပ်ကာလမှာထရန့်ရဲ့မဲဆွယ်မှုတွေအတွက်ရမွေအများဆုံးထောက်ပံ့ခဲ့တဲ့ပုံကိုဖြစ်တော့ထရန့်ရဲ့လက်ရှိသမ္မတတတအစိုးပိုင်းနေရာဒီမှာအစိုးရစွမ်းဆောင်ရေးမြင့်တင်ရဲ့ဌာန DOGE ကိုတာဝန်ယူကူးဆောင်ပေးခဲ့သူလည်းဖြစ်ပါလေ ။ဂွေလောက်ကိုပိုင်းမှာ DOJ ကနေ Elon Musk နှုတ်ထွက်ခဲ့ပြီးအဲ့ဒီနောက်ပိုင်းသူတို့ကြားကဆက်ဆံအကြောင်းဟာပိုလက်ဆိုင်လာခဲ့တာဖြစ်ပါလေ။ပြည်ထနာတွေရဲ့အစကတော့လွတ်တော်မှာ Trump တင်သွင်းတဲ့အခွန်နဲ့အစိုးရအုံစိတ်အဆူမူချမ်းပဲဖြစ်ပါတယ်။အဲ့ဒီမူကြမ်းမှာအခွန်ဖြည့်လျှော်မှုတွေကာကွယ်ရေးသုံးစိတ်မြင့်တယ်မှုတွေပါပါတယ်။ Elon Musk ကတော့အဲ့ဒီမူကြမ်းမှာသူနဲ့ DOGE ရအားထုတ်တဲ့အစိုးရသုံးစိတ်ရှော့ချိုင်အစီအမံတွေအလုံးအလဟတာဖြစ်စေတယ်လို့ဆွဆွဲထားပါတယ်။ ထရန့်ဟာလှပပြီးခန်းသားထဲ ware တဲ့အခွန်အဆိုပြည့်တယ်လို့တင်စားထားတဲ့ကိစ္စကိုအီလိုမက်စ်ကတော့ဆက်ဆုပ်စရာကောင်းတဲ့ပုံပြပန်းပြကိစ္စလို့လူသိရှင်ကြားဝေဖန်ရတာကနေပြဿနာတက်ခဲ့တာဖြစ်ပါလိမ့်နောက်ဆက်မှာတော့ Wall Street ရဲ့ share အစည်းအဝေးမှာ Tesla ရဲ့ share ဟာ3.3ခန်းလုံးထိကျဆင်းသွားပြီးတော့တန်ဖိုးအဖြစ်ဒေါ်လာ150ဘီလီယံလောက်ဆုံးရှုံးသွားပါလိမ့်။ဒါကကုမ္ပဏီရဲ့တရံတစ်လျှောက်တရက်တာတွင်စဉ်းနေတန်ဖိုးကျဆင်းမှုလည်းဖြစ်ပါလိမ့်။ Elon Musk ဟာ ချမ်းရဲ့အခွန်အကျန်းကိစ္စကိုတည်လင်းဝေဖန်ခဲ့ပြီးနိုင်ငံကျွေးမီ36ဒသမ2ထရီလီယံထပ်ပြီးမြင့်တက်သွားစေခဲ့တယ်လို့ပြောပါတယ်။လက်ရှိချိန်မှာတော့ထရမ့်ဘက်ကလည်းအီလိုမတ်နဲ့ပြန်ပြီးတော့ဆွေးနွေးလိုတဲ့သဘောထားရှိမယ်။အီလိုမတ်နဲ့ထန့်ကြတဲ့မှာအရင်လိုမျိုးချစ်ချင်းခင်ပြန်နေနိုင်ပါမလား။ဒါကတော့တေးကြတော့ဘူးလို့ထန့်ကပြောပါတယ်။နောက်ထပ်တဲ့နေ့ပုတ်ပြောချင်ပါတယ်။ ရာဖာဒီသားမှာအစ္စရေးရဲ့တိုက်ခိုက်မှုကြောင့်ပါလက်စတိုင်း28ယောက်သေပြီး60ကျော်ထဏ်ရတယ်လို့သိရပါတယ်။ဂါဇာတောင်ပိုင်းရာဖာဒီသားမှာကယ်ဆယ်ပစ္စည်းတွေဆောင်နိုင်နေတဲ့အချိန်မှာပဲအစ္စရေးရဲ့ပြစ်ခတ်မှုကြောင့်ပါလက်စတိုင်းဘက်က28ယောက်သေပြီး60ကျော်ထဏ်ရတယ်လို့ဂါဇာကျွမ်းမအုံကြီးဌာနကပြောပါတယ်။ဟာမတ်ဂျမ်ဖတ်မှာတန်တရားရှိသူများပြောက်ဖော်ထုတ်ခဲ့ပြီးနောက်ပြစ်ခတ်မှုတွေလုပ်ခဲ့တာလို့အစ္စရေးစစ်တပ်ကပြောပါတယ်။ ကယ်ဆယ်ရေးစခန်းဝင်ရောက်မှုစောင့်ဆန်းနေတဲ့ပါလက်စတိုင်းထောင်တွေကြီးကိုတင်ကားတွေ drone တွေနဲ့ Israel ဘက်ကပြစ်ခတ်တယ်လို့ Gaza ရဲဘက်ကဝေအင်ဂျင်စီတွေကပြောပါတယ်။ကယ်ဆယ်ရေးစခန်းတစ်ခုမှာတမိုင်ဝင်းတဲ့အကွာမှာရှိတဲ့တံတရားရှိသူတွေကိုဖော်ထုတ်တွေ့ရှိပြီးနောက်သတိပေးမှုတွေပြုလုပ်ခဲ့ပေမဲ့အဲ့ဒီလူတွေကတပ်ဖွဲ့ဝင်တွေကိုဦးတည်လာခဲ့တဲ့အတွက်ကြောင့်ပြစ်ခတ်မှုတွေလုပ်ခဲ့ရတာလို့ Israel စစ်တပ်ကပြောပါတယ်။နောက်ပြီးတော့အစ္စရေးရဲ့အလားတူတနင်္ဂနွေနေ့ကတိုက်ခိုက်မှုမှာလူ30ကျော်သေပြီး200နီးပါးဒဏ်ရာပါတယ်။လက်ရှိအချိန်မှာတော့အစ္စရေးဟာ နိုင်ငံတကာသတင်းဌာနတွေကိုဂါဇာဝုန်ကိုရောက်ခွင့်မပြုတာကြောင့်အဲ့ဒီခြေအနေနဲ့ပတ်သက်ပြီးတော့အကြီးအကဲရောက်ရတော့ခင်းရင်ပါတယ်။အစ္စရေးစစ်တပ်ကတော့ထိခိုက်သေးဆုံးသတင်းတွေကိုကြားသိထားပြီးစုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေတယ်ပြောပါလေ။အစ္စရေးကတစားကနေလက်မြောက်ရေးဟာမတ်စ်တို့ကိုဖိအားပေးတဲ့အနေနဲ့မလကစားပြီးဂါဇာမှာအကူအညီတွေဝင်ရောက်မှုကိုပိတ်ပင်ခဲ့ပြီးလက်ရှိမှာတော့အခြေခံလိုအပ်တဲ့ပစ္စည်းတွေကိုအကန့်အသတ်နဲ့ပဲဝင်ရောက်ခွင့်ပြုနေတာဖြစ်ပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။ ဒေတာတွင်းမှာတရုတ်စစ်တပ်ရဲ့လှုပ်ရှားမှုဟာမသိငါစရာကောင်းပြီးတော့အင်တာနက်များပြလာတယ်လို့ထိုင်ဝမ်သမ္မတကသတိပေးပါတယ်တရုတ်နိုင်ငံဟာမေလအတွင်းထိုင်ဝမ်ကျွမ်းကျင်မှာစီးရီးဖိအားပေးတွေတိုးလာခဲ့ပြီးတော့ဒါဆိုရင်ခြေတဲ့စစ်သင်္ဘောတွေရေရင်နေနေစဉ်ဆီလွတ်ခဲ့တယ်လို့ထိုင်ဝမ်ကပြောပါတယ်မေလတရနေ့မှာ29ရက်နေ့ဒီထိုင်ဝမ်ကျွမ်းကျင်ကိုနေစဉ်ပြောင်းများရေရင်90ကနေ80အထိဆီလွတ်ခဲ့တယ်လို့ဆိုပါတယ်အခုဂျော်လာမှာတော့ဂျော်လာ6ရက်နေ့အထိထိုင်ဝမ်ကျွမ်းဝိုက်ကို ဒီထက်ရင်ဒီနှစ်ဆလောက်လွတ်နေတယ်လို့ဆိုပါတယ်။ထာဝရဓမ္မလာခြင်းတဲ့ဟာ2020မီလာကအာရယာရှိပြီးတဲ့နောက်တရုတ်နဲ့တင်မောင်မျိုးဇက်တိုက်မြင့်တက်ခဲ့ပါလေ။ကာဝေးဘတ်ဂျက်ကို GDP ရဲ့ငါးခန်းတော့တိုးမြင့်ဖို့အမေရိကန်ကာဝေးဝန်ကြီးပီဟာဆက်ကတိုက်တွန်းခဲ့ပြီးတရုတ်ကထိုင်ဝမ်ကိုကျူးကျော်လာနိုင်လို့အရေးကြီးပြင်ဆင်မှုလိုအပ်နေတယ်လို့သတိပေးပါလေ။တရုတ်ဒီမိုတွေထိုင်ဝမ်ကျွန်းကကျမလောက်ရှာမှုဟာတော်တော်လေးကိုမြင်မာနေပါတယ်။တရုတ်လေနေသမောင်းချင်းရှန်တုံးနဲ့လျှောင်လင်းတို့ဟာအဲ့ဒီစီရင်လေးကျုံတွေမှာပါဝင်ခဲ့ပါတယ် နိုင်ငံရေးသမားရှောင်းလင်းကပထမဆုံးကြိမ်ဖြစ်အရှေ့တရုတ်ပြည်လယ်မှာစစ်လေရင်တွေနဲ့အတူစည်ရင်းလေ့ကျင့်မှုတွေလုပ်ခဲ့ပါတယ်။တရုတ်ကလည်းရေရည်ရာပူးတွဲတိုက်ခိုက်ရေးလေ့ကျင့်မှုတွင်ထိုင်ဝမ်ရေပိုင်နဲ့24မိုင်ထိဝင်ခဲ့ပါတယ်။တရုတ်စစ်သည်မောင်းနဲ့ရေရင်း254ကိုဆင်းကိုမေလအတွင်းထိုင်ဝမ်ကျွန်းဝန်ကျင်းမှာမြေတွေ့ခဲ့ရပြီးဗျမ်းမြအားဖြင့်တရုတ်ကိုသင်္ဘောကိုဆင်းခဲ့ရှိခဲ့တယ်လို့ထိုင်ဝမ်ကဝန်ဝင်ကြီးဌာနကပြောပါတယ်။2024ခုနှစ်အတွင်းထိုင်ဝမ်ကျွန်းဝန်ကျင်းမှာတရုတ်ကိုတရုတ်စစ်သည်မောင်းခုနှစ်ဆင်းသာမြေတွေ့ခဲ့ရကနေ့ ဒီအပိုင်းတွင်မှာအရေးအတွက်အများပြားတိုးလာခဲ့တာပဲဖြစ်ပါတယ်။ American ကတော့တရုတ်ဟာအာရှဒေသတစ်ခုခုမှာသူ့ရဲ့စင်အားကိုစမတဲ့အသုံးပြုဖို့ရှိနေတယ်လို့အတွင်းသတင်းရထားကြောင်းကာကွယ်ရေးဝန်ကြီးပိတ်ဟာဆက်ကပြောပါတယ်။ခင်ဗျားများတော့ပြတာကတော့ထိုင်ဝမ်ကိုနေတိုင်းမလားညတိုင်းမလားဒီလိုမျိုးပြောရခွင့်ပဲရှိနေပါတယ်။